မြန်မာလိုနားလည်ဘူးလားမြန်မာမြန်မာမြန်မာစကားအာမြန်မာတို့ရမဦးမနီကဒီတရုတ်ဆောင်လုပ်တဲ့အခါမှာကျွန်တော်တို့ ਨੇ အတူတူရင်မောင်တန်းပြီးတော့သူ့ရဲ့ဇက်ကရိုက်တာကိုအပြည့်အဝဖြည့်ဆည်းပြီးလုပ်နိုင်ကျွန်တော်တို့တွေအပြင်မှာမြင်နေကြဒီလိုဒီလိုလူကြီးတွေအတိုင်းပဲဗျာအဲကျွန်တော်တရုတ်ဆောင်တဲ့အခါမှာအဲ့ feeling ကိုရရဲဆိုတော့ကျွန်တော်တို့ရိုက်ကူးကြီးမှာသူ့ကြောင့်အချိန်ကြာမြင့်တာလုံးဝမရှိခဲ့ဘူးအဲ့သူကြောင့်စိတ်ကြည်နှက်မှုတွေပဲရခဲ့တယ်အဲ့လိုပဲဒီ on screen screen ကိုရောက်လာတဲ့အချိန်မှာလေ human ကြီးကြောင့်ကျွန်တော်တို့တွေဟိုလိုပုံမှန် အမိုက်တယ်ကွာဆိုပြီးတော့ကိုယ်ခံစားမှုရစေဆိုတော့အရန်ကြိုးစားပါတယ်သူရဲ့သူသူစီမှာလည်းအဲ့လိုပိုးအမှုပညာနဲ့ပတ်သက်ပြီးတေးဥဆောင်နဲ့ပတ်သက်ပြီးပိုးတော့ရှိနေတယ်ဗျာသူဘယ်မှာဘယ်လိုတွေစုစုထားရလဲတော့မသိဘူးဒီမှာသူတုံးသွားတယ်အဲ့လေးတွေ့ရတယ်ဟုတ် ္လာပါဗျာဝမ်းသာပါတယ်အရင်လဲအဲပျော်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဇကားတွေယုံတင်ယုံတင်ပြသခြင်းမရှိရအကြပါဘီဆိုတော့ဒီဇကားလေးနဲ့ပြန်လဲပြီးတော့ပါမို့နော်အဲယုံတင်ပြသခွင့်လည်းရတယ်နောက်ပြီးတော့ဒီလိုဇလန်းစက်အင်မျိုးကိုကျွန်တော်တို့ရိုက်ပြပြီးတော့မှပြိသက်ကိုလည်းချစ်ရှုခွင့်အဲဒီအခွင့်တာခဲ့တဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်ယုံချင်နေလဲကျေးဇူးတင်ပါတယ်ရိုက်ကူးပေးတဲ့ပရိုဂျာတွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အရင်ပွဲတွေမှာကျွန်တော်တွေ့လို့ရှိရင်မှလူများပွဲတွေပေါ့နော်လူများပွဲတွေတက်ပြီးတော့ အဲကျွန်တော်ကားမကြည့်ခင်ကြောင်လည်းဖြေရခက်တော့အဲ့တော့ interview ကတော်မဖြေပြစ်ခဲ့တာပေါ့ဆိုတော့ကျွန်တော်စိတ်ထဲမှာကကျွန်တော်ကားတွေပြန်ပြီးတော့ယုံတင်ခွင့်ရတဲ့အချိန်အခုလိုမျိုးပေါ့နော်တည်တည်ချာချာလေး interview တွေနဲ့အမေးဖြေလေးကောင်းကောင်းလေးလုပ်ခွင့်ရမယ့်အချိန်ကြမှာပဲကောင်းကောင်းလေးဖြေမယ်လို့စိတ်ကူးထားရတဲ့အတွက်အခုဒီအခွင့်အရေးလေးကိုရလာတာပေါ့ဝမ်းသာပါတယ်ဗျာအဲဇာကားလေးကိုကြည့်ပြီးမြင်ပို့ပြီးတော့ဝေဖန်ဖို့ကောင်းရမယ်လို့တော့အမြင်မြင်ပါတယ်ဘာလို့လဲဆိုတော့ဒါအခု trailer နဲ့ကြည်ပြီးတဲ့သူတွေပြောတဲ့အပြောပဲရှိသေးတာဆိုတော့ပရိသတ်တွေအနေနဲ့ပဲဖြစ်ညီမလေးတို့ကိုယ်တိုင်ဖြစ်ဖြစ် သေချာတကားလုံးကိုကြည့်ပြီးတဲ့အချိန်မှာထပ်ပြီးတော့ထောက်ပြစရာလေးတွေဝေဖန်စရာလေးတွေတွေ့ရအောင်ပါပါကျွန်တော်တို့ဒီသွေးမြစ်တစ်ဖွဲ့လုံးကတော့အကောင်းဆုံးဖြစ်အောင်ဇလန်းဇက်အင်နဲ့အကန့်ကြီးဆုံးဖြစ်အောင်တဘာဝအကြဆုံးဖြစ်အောင်ကြိုးစားပြီးတော့တိကျဆောင်တာကြတယ်ဗပောင်းဆောင်အောင်ပေါ့ဟုတ်အဲကျွန်တော်အရင်ရိုက်ခဲ့ဘူးတဲ့ကားတွေမှာတော့အလားသဏ္ဍာန်တူတဲ့ character ရယ်လို့အဲပြောလို့ရတာတော့ရှီကောင်းရှိနိုင်ပေမဲ့ဒီထဲမှာပါတဲ့ character ကကျွန်တော်တို့ကတော့ပေါ့နော်အဲစင်ကုန်မှုတစ်ခုပါပဲစင်ကုန်မှုတစ်ခုဖြစ်ပါတယ်ဆိုတော့ ဒီမိုးစော်ကအနိုင်ကျင့်လို့အနိုင်ကျင့်ခံမှမသိတဲ့ဘွားတစ်ခုမှာနေနေရပြီးတော့အချက်နဲ့ထိတွေ့တဲ့အချိန်မှာမထင်ထားတဲ့စိန်ခေါ်မှုတွေကိုလက်ခံလိုက်တဲ့ကောင်းလေးတစ်ယောက်ပေါ့ဆိုတော့အဲ့ဒီနေရာကကျွန်တော်ရိုက်ကူးလေးမရှိတဲ့ character ဖြစ်ပါတယ်အဲ့လိုတော့ပြောလို့ရပါဒါပေါ့ writer ကကိုကိုချမ်းကိုချမ်း idea ပါ idea ဆိုတော့ကျွန်တော်တို့အဲ့ဒီနေရာအတိုင်းကျွန်တော်ချုပ်ထားနှစ်ထည့်ရှိရတယ်တစ်ထည့်ကိုပဲကျွန်တော်ရိုက်ဖြစ်ခဲ့တာပေါ့နော်ဒါ area ရာစာ tailor ဒါကျွန်တော်အဓိက sponsor ပေးပြီးလုပ်ပေးတော့ဆိုတော့ဒီနေ့လည်း area ရစာရဲ့လက်ရလေးကိုပဲဒီပုံစံအတိုင်းပုံစံအတိုင်းဝတ်ခဲ့ကျွန်တော်ပြောစမင်းအတူတော့တက်အောင်မလားဆိုတော့မလုပ်ပါနဲ့ဆိုလို့အမဟုတ်ပါအစ်စ်ပါညီမလေးအစ်စ်ပါဒါကျွန်တော်2000အဲ့တော့23နှစ်ဆက်မိုင်းထင်တယ်စမင်းတော်တော်ရှေရဲ့အချိန်မှာရိုက်ရိုက်ထားတဲ့ကားလေးပါဟုတ်ဒါပေါ့ဟိုမိုးစောမိုးစောမိုးစောရဲ့စိတ်လေးပြန်ရလာအောင်ဟုတ်လားတဲ့သဘောပေါ့နော်မိုးစောအတွက်အယုံတင်တဲ့အချိန်မှာဟုတ် ပရိသတ်ကတော့အမျိုးမျိုးပေါ့နော်ခံယူချက်အမျိုးမျိုးအတွေးအမြင်မျိုးမျိုးရှိနိုင်ပါတယ်အဲကျွန်တော်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 ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင်တော့ရုပ်ရှင်ဇာတ်ကားတစ်ခုကိုဟိုဇာတ်ကားကောင်းမှုဟိုဦးစားပေးပြီးရိုက်ထားတဲ့ကားတွေဆိုကြည့်ရတာနှစ်သက်ပါတယ်ခုနလိုမျိုး Star Power ကြီးပါမကားမြိုင်တဲ့ကားမျိုးကိုလည်းကြည့်ရတာနှစ်သက်ပါတယ်ဆိုတော့ဒီလိုဒီဇယ်လန်းလေးကတော့အဓိကတရုတ်ဆောင်နေရာမှာတော့မှကျွန်တော်တို့တွေတခါမှလူမသိတဲ့မသုံးဘူးတဲ့မျက်နှာသေးတရုတ်ဆောင်နှစ်ယောက်ကိုဟိုထည့်ရိုက်မှအဆင်ပြေအဆင်ပြေတဲ့ပုံစံလေးဆိုတော့တော်တော်ရဲရဲဝံ့ဝံ့လေးလုပ်ထားရတဲ့ဟာပေါ့အဓိကကတော့ ရိုက်တာကောင်ချမ်းလူပါစွန့်စားခြင်းနဲ့အဲကျွန်တော်လည်းစွန့်စားခြင်းနဲ့ အဲ့အဲ့ဒါကိုမှစွန့်စားဖို့အတွက်အခွင့်အရေးပေးတဲ့ producer လည်းရှိလာတယ် 3H production ပေါ့နော်အဲကျွန်တော်တို့ဒီစွန့်စားထားတဲ့ဟာတွေမှာယုံကြည်ပေးတဲ့ရုံရှင်တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့အဲ့လိုပြောလိုက်ရင်တော့အရင်ကြီးွားမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ရိုးရိုးရှင်းရှင်းမှာပဲအဲဖက်ဒီလိုမျိုးဇလန်းမျိုးတွေကိုကျွန်တော်ကြိုက်နှစ်သက်တယ်ကျွန်တော်တို့ကိုယ်တိုင်ကြည်ရတာလည်းကြိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီကြိုက်တဲ့လူတွေအားလုံးစုပြီးတော့ဖန်တီးထားတာလေးဖြစ်တယ်ဆိုတော့ဟိုတခြားလမ်းကြောင်းတစ်ခုပေါက်တာမပေါက်တာတဲ့ဒီလိုဇကားလေးတွေမှာကျွန်တော်ကတော့သဘာဝကျကျတေးဥဆောင်ဝင်ရတာကိုပဲကျွန်တော်ကျင့်နေပါတယ်ဝမ်းလဲဝမ်းသာတယ် ။ तू อ่ะဒီမိုးစော်ရဲ့ character လိုအပ်ချက်အရာပေါ့နော်။လိုအပ်ချက် character လိုအပ်ချက်အရာ continuity ဘိုင်းဆိုင်ရာအစပေါ့နော်။အကုန်လုံးအသေးစိတ်အနုစိတ်ပေါ့နော်။ကျွန်တော်ထောက်ပြစရာတော့ရှိတာပေါ့အမှားယွင်းတော့ဒါပေမဲ့အဲ့လိုအမှားယွင်းအနည်းအနည်းဆုံးဖြစ်အောင်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့တွေကြိုးစားပြီးအထောက်ထားပါဆိုတော့အဓိကကတော့ character ရဲ့လိုအပ်ချက်အရာဝတ်ဆင်ရတဲ့ဟာမျိုးပေါ့။ဟုတ်။တခုပေါ့ तू อ่ะ အပြာရောင်ရတဲ့တင်ကျွန်တော်အမြင်ပေါ့နော်ဒီအပြာရောင်တင်ခဲ့တာအချစ်ရဲ့တင်ခဲ့တာတော့အပြာရောင်ပေါ့ဆိုတော့အဲအချစ်နဲ့ယူယူမိုက်မိုက်ထိတွေ့တဲ့အခါမှာလူတွေရဲ့စိတ်တွေကအကုန်လုံးဒီလိုမျိုးအယောင်လေးနဲ့ကိုစားပြုပြီးတော့ပေါ်ပြချင်းခံရတယ်လို့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ကျွန်တော်ညီမချက်ကရိုးရှင်းပါတယ်ကျွန်တော်ကြိုးစားပြီးသေဆောင်တဲ့ဇာကားလေးတွေအဲပြည်သက်တွေလာကြည့်ကြမယ်အဒီကောင်သေဆောင်တာသွားသွားကြရလို့ချီကျူးတာပဲဖြစ်ဖြစ်ဟိုအရလူတွေတရားလူတွေဝေဖန်တာဖြစ်ကျွန်တော်လက်ခံပါတယ်အဓိကတော့အခုလိုရုံနေခွင့်ရပြီးတော့ပြည်သက်နဲ့နှီးဆက်ခွင့်ရတာပါပဲကျွန်တော်တို့ကတအားဖြစ်ပါတယ်ဆိုတော့ကျန်တဲ့ကိစ္စတွေကတော့ပြည်သက်တွေပဲဆုံးဖြတ်ပါလိမ့်ဗျာ မင်းဘယ်မှနေရကျွန်တော်တို့ကျွန်တော်ကျွန်တော်ကျွန်တော်ဆိုပထမဦးဆုံးချိန်မြင်တော့ဒီဇက်နဲ့အရန်လိုက်တာသူ့ပုံစံကြီးကသူကစကားမပြောရသေးဘူးသူနဲ့စားတော့လှမ်းကြည့်လိုက်တဲ့ချိန်မှာသူ့ကိုရွေးထားရဆိုချိန်မှာသူကသူ့ရဲ့သူ့ရဲ့ပုံစံကပေါ့နော်သူ့ရဲ့ပုံစံ character အရန်လိုက်ဖက်မှုရှိတယ် ဒါပေမဲ့မရှိရဲဒါပေမဲ့တရုတ်ဆောင်တဲ့ခါမှာအဆင်ပြေပါမလားဆိုဆိုရင်စီလို့ဝင်မိတယ်ဒါပေမဲ့ကျွန်တော်တို့တွေအဲဒေါက်တာကွန်ချန်လူကဒီ pre ပေါ့နော် pre နှစ်ပတ်လောက်မှာတေးချာမောင်းတာအတကုံမောင်းတာစိတ်တွေထားသင်းတဲ့စိတ်တွေကျွန်တော်တို့ရှိန်နေမှာကင်မရာကိုရှိန်နေမှာအဲ့လိုတွေမဖြစ်အောင်ဒီပေါင်းစုံတွေနဲ့မောင်းထားတဲ့အတွက်ဦးမနီးကဒီတရုတ်ဆောင်လုပ်တဲ့အခါမှာကျွန်တော်တို့နဲ့အတူတူရင်မောင်းတန်းပြီးတော့သူ့ရဲ့ဇက်ကာရိုက်တာကိုအပြည့်အဝဖြည့်ဆည်းပြီးလုပ်နိုင်တယ်ကျွန်တော်တို့တွေအပြင်မှာမြင်နေကြဒီလိုဒီလိုလူကြီးတွေအတိုင်းပဲဗျာ အဲကျွန်တော်သေးဥဆောင်တဲ့အခါမှာအဲ့ feeling ကိုရရတယ်ဆိုတော့ကျွန်တော်ရိုက်ကူးကြီးမှာသူ့ကြောင့်အချိန်ကြာမြင့်တာလုံးဝမရှိခဲ့ဘူးသူ့ကြောင့်စိတ်ကြည်နက်မှုတွေပဲရခဲ့တယ်အဲ့လိုပဲဒီ on screen screen ကိုရောက်လာတဲ့အချိန်မှာလည်း humanity ကြောင့်ကျွန်တော်တို့တွေဟိုလိုပေါ့မလဲအမိုက်တယ်ကွာဆိုပြီးတော့ကိုယ်ခံစားမှုရရဆိုတော့အရန်ကြိုးစားပါတယ်သူ့ရဲ့သူသူစီမှာလည်းအဲ့လိုပိုးအမှုပညာနဲ့ပတ်သက်ပြီးသေဥဆောင်နဲ့ပတ်သက်ပြီးပိုးတော့ရှိနေရဗျာသူဘယ်မှာဘလိုတွေစုစုထားရလဲတော့မသိဘူးဒီမှာသူတုံးသွားတယ်အဲ့လေတွေ့ရတယ်ဟုတ်အဓိကကတော့ကျွန်တော် pre ဗျာနော် pre မှာ ကျွန်တော်ရိုက်ခွင့်ရောက်မှစာချက်ပြီးတော့ရိုက်တာမျိုးမဟုတ်ပဲねအာပရီယိုအချိန်ကိုကျွန်တော်နှစ်ပတ်လောက်ကောင်းကောင်းယူပြီးတော့နေတိုင်းတွေ့အာမနေ့တိုင်းတွေ့ညနေထိလေ့ကျင့်ကြကင်မရာကြီးနဲ့လေ့ကျင့်ကြတော့ဇန်ညွန်းတွေဖတ်ကြပြောကြပြင်ဆင်ကြဆိုတော့တကယ်တမ်းအာအဲ့ဒီအရှိမှပဲကျွန်တော်တို့ခုနကပြောတဲ့ချိုးတိုးချန်တန်ဖြစ်တာတို့တယောက်နဲ့တယောက်အဲ့လိုမျိုးစိမ့်နေတာတို့အဲ့လိုအဲ့လိုကုန်းမလဲဒီလုပ်ငန်းကိုင်ရဲနဲ့ပတ်သက်သူမရင်းနှီးတာလေးဖြစ်ပေမဲ့တကယ်တမ်းရိုက်တဲ့အချိန်မှာကြအကုန် perfect ဖြစ်သွားတယ်ဗျာအဲ့လိုပြောလို့ရပါမယ်ဟုတ် အဲကျွန်တော်ကမ်ဘက်ထဲဒါကိုအောင်ချမ်းဒရိုက်တာကိုအောင်ချမ်းလူရဲ့ကမ်ဘက်သူပုံမှန်ပါမယ်ဂျားထဲမှာကျွန်တော်ကအတွေ့ကားလေးတောင်တင်ထားတာရှိပါသေးတယ်ဒါပေမဲ့ခေါင်းဆောင်နေနဲ့ရောက်တာဟိုပေါ့နော်စတန်လုံးနေနဲ့အဲရိုက်ကွင်းဒီလိုရိုက်ကူးရေးမှာမှပြန်ပြီးရိုက်ကူးပြီးတော့ပြန်တက်ဆက်ခွင့်ရတဲ့ကားလေးဆိုတော့မျောလင်းနေဆိုတာတဲ့လာကြည့်ဖို့အရင်မျောလင်းပါတယ်ဘာဖြစ်လို့ဆိုတော့လာကြည့်ရဲ့ခါမှာကျွန်တော်ကိုဝေဝမ်းလို့သုံးသက်လို့ရမှာပါဆိုတော့လာရောက်ကြည့်ရှုအားပေးဖို့အတွက်ပဲအဓိကတကယ်ကျွန်တော်ပြည်သက်တွေကိုကျွန်တော်ဖိတ်ခေါ်လို့ပါတယ်ဗျာဟုတ်အဓိကကျွန်တော်ကဟိုလိုမျိုး အာဒီအသက်အရွယ်ပိုင်းခြားတန်းတစ်ခု38နောက်ပိုင်း40တန်းရောက်လာတဲ့အချိန်မှာရိုက်ကူးတဲ့ဇက်ကောင်စရိုက်တွေကိုရွေးချယ်တယ်ဆိုတော့တဲ့ရိုက်ရှင်တဲ့ဟာတွေကိုပဲရိုက်ဖို့နည်းနည်းဦးစားပေးတဲ့အချိန်ဖြစ်လာပါတယ်ဆိုတော့ဒီအချိန်မှာဟိုဇွတ်ကြီးတွေတဘာဝဆန်ကျင်တာမဟုတ်ဘဲနဲ့ဇလန်းတဘောတဘာဝအရာ ဘာဝကြကြနဲ့ကိုမဟုတ်တော့နောက်တစ်ယောက်ကိုမြင်ချင်တဲ့ဆန္ဒရှိတဲ့အချိန်မှာဒီဇလန်ကကျွန်တော်စီရောက်လာတာပါဆိုတော့ကျွန်တော်ရိုက်ခွင့်ရတာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ပဲကျွန်တော်ဝမ်းသာပါတယ်ဆိုတော့အဲ့လိုမျိုးဇလန်တွေလည်းအများကြီးတည်ဆောက်ချင်ပါသေးတယ်ကြိုးစားချင်ပါတယ်ဗျဟုတ်အမှန်တော့ကျွန်တော်တို့ဒီဒီမှာပေါ့နော်ဂျာနယ်စီပေါ့နော်မူဗီဂျာနယ်စီအများကြီးရှိပါတယ်ခုနပြောသလိုပေါ့နော်အာဒရမာကောမဒီရိုမန့်စ်အခုလိုမျိုးအာထရီလာဟော်ရာအများကြီးရှိပါတယ်ဆိုတော့ဇာကားတိုင်းကတော့သူ့အနှစ်သာရနဲ့သူရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ခွင့်ရမယ်ဆိုရင်ကျွန်တော်ကတော့အဲ့လိုမျိုးအာကိုကိုတိုင်းကတဘာဝကြကြနဲ့အနှစ်သာရရှိပြီးတည်ဆောက် ဖို့အတွက်အမြဲတူးစားမှာပါဗျ။တရုတ်ဆောင်နေရရင်တော့ပျော်နေရပဲလေမနော်နော်ကျွန်တော်ကဒါပဲလုပ်တတ်တာကိုညိုကျွန်တော်ကတော့ပြောသွားသလိုပေါ့နော်ဟိုသူကျွန်တော်တို့ show မှာအခြေရ family show မှာပြောသွားသလိုပေါ့သူပြောမှကျွန်တော်လည်းကိုယ့်ကိုယ်ကိုပြန်သတိထားမိတယ်ကျွန်တော်တကယ်တခြားဘာမှမရှိဘူးတခြားစီပေါ့ကျွန်တော်ဒါပဲလုပ်နေရကျွန်တော်အချိန်မများစွာလဲကြတယ်ကောင်းတဲ့ကိုခွေခောက်ကြရလဲရှိရယ်တယောက်တွန်းတိုက်ကြလို့လဲသွားရလဲရှိရယ်ဒါမှမဟုတ်ကျွန်တော်ဒါနဲ့ပဲပြန်ထလာကျွန်တော်ဒါပဲလုပ်တတ်တာဆိုတော့ဒီ YouTube မှုနယ်ပဲနေနေရဖြစ်တဲ့အတွက်အဲတရုတ်ဆောင်ဝင်ရတဲ့ character တိုင်းတော့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တရုတ်ဆောင်နေအဲ့မှာမဟာသလည်းပါမယ် ခုနပြောခုလိုပေါ့မင်းကဂီလာဆိုတာလည်းပိုင်ပါမယ်ဆိုတော့အများကြီးရှိမှာပေါ့နော်ဆိုတော့ဒါပေမဲ့စိတ်ချကျွန်တော်တော့ကျွန်တော်ကျွန်တော်ကိုရိုင်းနဲ့သဘောကျတဲ့မင်းသားတွေသဘောကျတဲ့ဇာကားတွေကိုကြိုက်တဲ့ကောင်ဖြစ်တော့ဒီလိုမျိုးသဘောကျကျဆက်ဆောင်လေးတွေမှာကျွန်တော်ပျော်မွေ့နေမှာအဲ့ဒါတော့သိကြတယ်အဲ maybe ကျွန်တော်အတွက်ကတော့ဥမာဥငငယ်တုန်းကကျွန်တော်စားရခဲ့တဲ့တန်ချောင်းလိုပေါ့ကျွန်တော်စိန်ခေါ်မှုလေးအဲအဲ့လိုအဲ့လိုဟာတွေကျွန်တော်ကျွန်တော်ကကြိုက်တာကျွန်တော်ကြိုက်တဲ့အတွက်ကျွန်တော်အဲ့ဒါကိုစူးစမ်းကြည့်ချင်တာအခုဒီတက်တီပြည်မှာဒါလေးကိုစူးစမ်းခွင့်ရရဆိုတော့နောက်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 နောင်လဲအခုထပ်ပို့ပြီးတော့ကျွန်တော်အတွက်စိန်ခေါ်မှုပြင်းထန်တဲ့ဆေးရုပ်တွေမှာတေးဥဆောင်ချက်မှာရပြအများကြီးတေးဥဆောင်ချက်မှာ ။အာဒါကျွန်တော်အတွက်ဒါကျွန်တော်ဒါဘယ်လိုခေါ်မလဲဒါ business ပါပဲ။ဒါကျွန်တော်ရဲ့လုပ်ငန်းပဲကျွန်တော်ကျွန်တော်အမှုပညာအလုပ်ကကျွန်တော်အတွက်ကတော့အဲကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းပဲဒါဘဝပဲကျွန်တော် UD လေးသားနဲ့လောက်တာအနည်း20ကျော်ပါပြီဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲလေဘက်သွားအောင်ပါပါချိဆောက်လဲဟုတ်တခြားဟာကတော့မလုပ်တတ်ဘူးမလုပ်တတ်ဘူးလုပ်ဖို့တော့စူးစမ်းဘူးတယ်ဒါကျွန်တော်မပြောဘူးကျွန်တော်လို့မီဒီယာကုမ္ပဏီတွေမှာကျွန်တော်အလုပ်လုပ်ဘူးတယ်ကျွန်တော်ကျွန်တော်အကအကတင်တန်းမှာလဲယူနီယံမှာလဲကျွန်တော်သွားကဘူးတယ်ဒါကျွန်တော်မပြောဘူးကျွန်တော်ပြောတာတေးရောက်ဆောင်တဲ့အလုပ်ပါတော့တခြားဘာကြီးလုပ်ဘူးလဲဆိုတော့ကျွန်တော် ဒီအလုံးနဲ့ကင်းကွာပြီးတော့အခြားလို့ရတာကျွန်တော်ပြောမပြောဘူးကျွန်တော်အဲ့လိုမျိုးဟောကာပွဲသားပဲလို့ရမှာကျွန်တော်မပြောဘူးကျွန်တော်မပြောတာကိုပြောတာကျွန်တော်ကျွန်တော်ပြောတဲ့ဟာကိုပဲကျွန်တော်အားဆိုင်လို့နေရတာကျွန်တော်တို့ပြောရှင်းမှုဆိုတော့ဒီဟာကိုပဲကျွန်တော်ဒီဇိုင်းမဲ့မဲ့ကျွန်တော်ရွေးချယ်ခဲ့တာတကယ်လည်းဒီဇိုင်းမဲ့မဲ့ရွေးချယ်ခဲ့တယ်ဥပမာအငင်းကြီးကားခွင့်ရတဲ့အချိန်တော့ဆိုရယ်ပြောပြောရှင်းရှင်းမဲ့ကျွန်တော်ပြဆက်တယ်ညင်းကြီးကားခဲ့တယ်ပေါ့ဟုတ်ဒီလိုအချိန်မှလည်းကျွန်တော်ဒီထက်ပိုပြီးကောင်းအောင်ကြိုးစားသွားဖို့ပဲရှိရယ်ဥပမာပြည့်စုံတယ်မပြည့်စုံဘူးဆိုတာကတော့ ။ဘာဝင်းကျင်အမြင်ထက်ကိုကိုရိုင်ကိုကိုရိုင်ဆုံးဖြတ်တာကတော့အမှန်ဆုံးဖြစ်မယ်ထင်ပါတယ်။ကိုပြောနေတာဟုတ်နော်။အဲ့တော့ကိုပြည့်စုံနေရပါဝိသဘောပါပဲ။မနေ့ပြန်မနေ့ပြန်နေရမှာတေချာနေရမှာမဟုတ်တာလောကကြီးမှာ။လက်ရှိတေချာနေတဲ့အချိန်မှာကို့အတွက်ဘယ်ဟာပြောစရာလဲဆိုတော့ကိုကိုရိုင်အသိဆုံးပဲ။အဲ့တော့အဲ့အတွက်ပဲပဲရှင်သန်တာကောင်းမယ်ထင်ပါတယ်။အဖေလည်းပြောရလေအမေလည်းပြောရကျွန်တော်တင်နေထားနိုင်တယ်။ပရိသတ်တွေရှိရဲ့ကျွန်တော်ပြောနေရဒါဒါကျွန်တော်အတွက်ဒါကျွန်တော်အတွက် business ပဲ။ကျွန်တော်ကျွန်တော်နေ့တိုင်းရှင်သန်ရတာခြေနဲ့တယ်အဲ့တဘောပါပဲကျွန်တော်စင်ပြေပါတယ်စင်ပြေပါတယ် အအင်ကန်းများများနေနေတဲ့ဥမာထားပါတော့ဥပဥပမာပြောကအုံစုံဆိုင်တိတိလေးပဲဖြစ်ဖြစ်ကြီးကြီးဖွင့်ဖွင့်အသူတို့ကမိသားစုထဲမှာလေပတ်နေတဲ့ပုံစံအမှန်မှန်ကန်ကန်ဖြစ်နေလို့ပဲလို့ရပါကျွန်တော်ကျွန်တော်မိသားစုထဲမှာတော့မှန်မှန်ကန်ကန်လေးလေပတ်နေတာဆိုတော့ကျွန်တော်ကျွန်တော်အဆင်ပြေပါတယ်ဗျအဲ့ဒါကြောင့်မှာနောက်ပြီးတော့ဒါကျွန်တော်မနေ့တိုင်းနိုးလာတိုင်းငါလူကဘာလဲလို့စဉ်းစားလိုက်ရင်ကိုယ့်ရဲ့အသွေးရဲ့အသားတွေကနှစ်ချိုက်ပြီးတော့ဟိုအဲ့လိုကြိုက်တဲ့ဟာကြီးဖြစ်နေရဘူးကောကျွန်တော်တို့အဝမ်းသာစရာပါ